မန်စီးတီးအသင်းဟာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆုရယူနိုင်ခဲ့ပါကစုစုပေါင်းစုကြည်ပေါင်တန်း60ကျော်ရရှိမယ်လို့သိရပါတယ်။ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာရှုံးထွက်အဆင့်အလိုက်စုကြည်ရရှိမှုကညီတူမျှတူဖြစ်ပေမဲ့ ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှုအတွက်ပေးချေတဲ့နှုံထားကတော့မတူညီပါဘူး။ဥရောပကလပ်အသင်းတွေကရှင်ပြိုင်ကြီးပုံမရရှိပြီးအဲ့ဒီထဲမှာမှမန်စီးတီးအသင်းကအများဆုံးအဖြစ်ပေါင်28ဒသမ9သန်းအထိရရှိတယ်လို့သိရပါဗျ။တောင်အမေရိကအသင်းတွေကရှင်ပြိုင်ကြီးပေါင်70သန်းရရှိပြီးမြောက်အမေရိက၊အာဖရိက၊အာရှနဲ့သမုဒ္ဒရာပိုင်းအသင်းတွေကတော့ပေါင်9သန်းအောက်သာရရှိတယ်လို့သိရပါဗျ။ အုပ်စုအဆင့်မှာနိုင်ပွဲတစ်ပွဲကိုပေါင်၁.၅တန်းနီးပါးပေးအပ်ပြီးတည်ရကြပါကပေါင်၇သိန်းခွဲပေးအပ်တာကြောင့်ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တဲ့မန်စီးတီးအသင်းကလက်ရှိအချိန်မှာ ပေါင်38ဒသမ8တန်းရရှိထားပြီလို့သိရပါဗျ။အစင်းလိုက်စုကြီးတွေကတော့16သင်းအစင်းရောက်ပါက9ဒသမ5တန်း၊ quarter final ရောက်ပါက9ဒသမ6တန်း၊ semi final ရောက်ပါက15ဒသမ3တန်း၊ဘိုးလူဝဲမှာရှုံးနိုင်ပါက27ဒသမ9တန်း၊ champion ဆုရရှိပါက29ဒသမ2တန်းရရှိမှာပါ။ဒါကြောင့် Man City အသင်းက champion ဆုရရှိခဲ့ပါကပေါင်92တန်းနှိပါရရှိမှာ ဖြစ်လို့ပြိုင်ပွဲမတိုင်ခင်ခေါ်ယူထားတဲ့ကစားသမားတစ်တွေအတွက်အပြောင်းအရွှေ့အသုံးစရိတ်ခြေတလောက် ောက်ဖြစ်သွားမယ်လို့ BBC ကဖော်ပြခဲ့ပါတယ်။